မင်္ဂလာပါရှင်။ရောင်းကတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တသက်ခိုင်မီတာစုပိုင်းဒေါ်လာ185တန်တန်68ရစီရန်အင်အားစီမံကိန်း LLD အစိုးရကြောင့်စီးပွားပြက်အထိနာခဲ့ဆုံး။ရန်ကုန်မြို့မှာပြည်သူ့ရှင်ဆောင်ဘာတယောကတာတသက်ကိုင်းမိသားစုပိုင်းအမေရိကန်ဒေါ်လာ185တန်တန်68ရစီရက်အရာစီမံကိန်းမှာ LED ဆွေရအကြောင်းစီးပွားပြက်အထိနာခဲ့ကြောင်းတသက်ကိုင်းကရှင်မန်နေရန်ကုန်မှာပြုလုပ်တဲ့တရိန်စာရှင်လူပွဲမှာထုတ်ဖော်ပြောဆိုရတဲ့ မြန်ကုန်မြို့မှာ68 resident American dollar 185တန်းငွေကြေးအဖြစ်ဘီလီယံ940တန်းအင်အားစီမံကိန်းကို LDT ဆိုရတဲ့အတွက်မှစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာပြီဆိုရယူဆချက်နဲ့အကောင့်တွေပေါ်ခဲ့ကြောင်း၂015ခုနှစ်မှာမြေကြီးရှင်းလင်းခြင်းလှုပ်ဆောင်ပြီးတော့2016ခုနှစ်မှာ LDT ဆိုရလက်အောက်ခံရန်ကုန်တိုင်းဆိုရကအထက်မြင့်တိုက်တာတွေကို၁၇လပိတ်ပင်ခဲ့ကြောင်းထို့သို့ရန်ကုန်တိုင်းဆိုရကပိတ်ပင်မှုကြောင့်မိသားစုပိုင်းစီးပွားရေးဖြစ်တဲ့ Sixty Residence အင်အားစီမံကိန်းမှာတည်နာသွားခဲ့ကြောင်းသက်သက်ခိုင်ကဆိုပါတယ် သမရအသိန်းချိန်လက်ထက်မှာပထမအောင်ဆုံးချိန်90ကျော်အတွင်းမှာဒါရွေကောက်ပွဲနဲ့တလာရွေကောက်ကန်ဆိုရပြီးတော့စီးပွားရေးလည်းနားလဲတဲ့ဆိုရနိုင်ငံတကာဆက်ဆံရေးတွေကောင်းပြီးတော့စီးပွားရေးဒါကောင်းနဲ့ပြည်သူလူထုလည်းစိတ်ချမ်းသာတယ်။အဲဒီချိန်မှာကျမတို့ကနောက်ရွေကောက်ပွဲပြီးရင်လည်းအရာဒီကတေချာပေါက်လာမယ်။လာလို့ရှိရင်ကျမတို့မြန်မာနိုင်ငံနောက်တစ်ဆင့်ထပ်တက်ပြီးတော့စီးပွားရေးတိုးတက်မယ်လို့ယူဆခဲ့ပြီးတော့စီမံကိန်းကိုဆောင်ရွက်ခဲ့တာပါ။ဆောင်ရွက်ခဲ့ပေမဲ့စီမံကိန်းက2015မှာမြေကြီးစကိုင်းနဲ့ 2016ဒေါ်လာရန်ကုန်တိုင်းဆွေရကနေပြီးတော့အထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့17လပေးလိုက်တဲ့အချိန်မှာကျမတို့က project ဆက်ဆက်ခြင်းပဲတော်တော်လေးထိနာပြီးတော့အဲ့နောက်ပိုင်းကျဘာဖြစ်လဲဆိုတော့2016 2019မှာ US China trade war ဖြစ်တယ်အဲ့ဒီအချိန်မှာဒေါ်လာဈေးကပုံမတက်လာလို့တသက်ခိုင်းကဆိုရင်ရင်းနောက်ဒေါ်လာဈေးမှာတရေတက်လာပြီးကိုဗစ်ကပ်ရောဂါဖြစ်ကြောင်းရင်းနောက်နိုင်ငံအပြောင်းလဲဖြစ်ကြောင်းထို့ကြောင့်စီးပွားရေးလုပ်ငန်းတွေထိခိုက်ခဲ့ပြီးကမ္ဘောဇာဘန်ချင်းွယ်တွေယူကယူခဲ့ရကြောင်းထို့သောဘန်ချင်းွယ်ယူခဲ့ရမှုကြောင့်အတွန်းနောက်ကျမှုတွေဖြစ်ပေါ်ခဲ့တာစူးစမ်းပြီးပေးဆက်ခဲ့ရကြောင်း အမလောင်းဝင်ပြန်ချိန်မှာရွေးကောက်ပွဲကော်မရှင်ကခေါ်ယူတွေ့ဆုံပြီးတိမ်မောင်း9000ကိုရပိုင်တွင်ကမောဇာဘန်ကိုပြေးသွင်းခဲ့ကြောင်းထို့ကြောင့်အမလိုင်းဖြင့်ဝင်ပြိုင်ခွင့်ပေးရန်သဏ္ဍာန်ကန်စာတင်ထားပြီးအမလောင်းဖြင့်ဝင်ပြိုင်ခွင့်ရရန်စောင့်ဆိုင်နေကြောင်းအသဏ္ဍာန်ကန်စာကိုရွေးကောက်ပွဲကော်မရှင်နဲ့မြောက်လိုက်တန်းကိုတင်ပြထားကြောင်းတသက်ခိုင်ကဆိုရယ်ကျမတို့တကယ် project ကိုစပြီးတော့လောက်တော့ငါဒေါ်လာ980စေနောက်ပြီးတော့1150ဖြစ်တယ်နောက်ကြတဆက်တည်းပဲ covid ကရောဂါဖြစ်တယ် covid ကရောဂါနှစ်နှစ်ကျော်လောက်ကြာသွားတယ်။ covid ကရောဂါမပြီးခင်ပဲနိုင်ငံပြောင်းလဲဖြစ်တယ်။ နိုင်ငံပြောင်းလဲဖြစ်တဲ့အချိန်မှာကျွန်မတို့ပို့ပြီးမှဒေါ်လာစေးပို့ဒေါ်လာချိန်မှာကျွန်မတို့လုပ်ငန်းကတော်တော်လေးထိခိုက်သွားပါတယ်။လက်ရှိမှာမလောင်ပြစ်စီရဲနဲ့နာမည်စင်းပါပြီးမှဖြုတ်ခံအားချင်းမှာတိုင်ကြမှုကြောင့်ဖြစ်နိုင်ကြောင်းမိမိတို့အနေနဲ့ကမ္ဘောဇာဘန်မှာကြန့်ရှိနေတဲ့ကြွေတွေကို၈နှစ်တန်းသည်၁၀နှစ်တန်းသည်ပြည့်စုံဆက်သွားမည်ဖြစ်ကြောင်းစီးပွားရေးတွေမကောင်းရင်လုပ်ငန်းတွေမလဲပတ်နိုင်ကြောင်းစီးပွားရေးတမတိုင်းအကျဉ်းမကင်းကြောင်းအမတ်လောင်ပြဝင်ပြိုင်ခြင်းလုံးပြီးတော့အတနာကန်စာကိုတုတ်ပြန်လာမည်ကိုစောင့်ဆိုင်နေကြောင်းသက်သက်ခိုင်ကပြောဆိုပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ကိုင်းမှကျွေးပင်းရရှိနေတဲ့အချက်တွေကြောင့်အလွတ်တော်ကိုယ်စားလှယ်လောင်းပြစ်မှတ်ပေးပြလိုက်ကြောင်းစစ်တပ်လက်အောက်ကရွှေကောက်ပွဲကော်မရှင်ကအော်တိုဘာ25ရက်နေ့မှာကြေညာခဲ့ပါတယ်။ရန်ကုန်မြို့သားလွတ်တော်မဲဆန္ဒနဲ့အမှတ်နဲ့မှာအမည်စင်းတင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ကိုင်းကသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးပြဋ္ဌာန်းချက်နဲ့ညှိနှိုင်းတဲ့ပြင်ကိုယ်စားလှယ်ဈေးမှာပြပြလိုက်ကြောင်းရွှေကောက်ပွဲကော်မရှင်ကကြေညာတယ်။ကပိုင်ဖျော်လန့်နဲ့ဆရာဆန်လန်တောက်မှာရှိတဲ့ State Resident အင်အားစီမံကိန်းကိုတသက်ခိုင်တဲ့အောင်ကျော်ဝင်းတို့က ကမ္ဘောဇာဗန်တန်ကနေငွေကျပ်ဘီလီယံတရာကျော်ချင်းငါခဲ့ကြောင်းတို့ရရစ်68 resident အင်အားစီမံကိန်းမှချိန်မီပြည်စီခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းတို့ပြင်ကမ္ဘောဇာဗန်ကချေယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်မှာလည်းပြန်လည်ပေးစံနိုင်ခြင်းမရှိကြောင်းသိရတယ်စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်၈ကားကြီးပါလွတ်တော်ကိုယ်စားလှယ်ရေးခြင်းတမတ်ချက်မှာနိုင်ငံတော်နဲ့ပုတ်ကလေးကားတို့မတင်လျော်တဲ့ပြည်ရဲ့တာဝန်ကင်းရှင်းသူတွေဥပြဌာန်းထားရသက်ဆိုင်ရာမှာ တသက်ခိုင်ကိုကမောစာဘန်သူငွေကြက်ဘီလီယံတရားကျော်ကျွေးပြန်ရှိနေပြီးဆိုပါဥပဒေပုံမှန်နဲ့လည်းညှိစွနေကြောင်းသိရတယ်။ပြည်သူ့ရှေ့ဆောင်ပါတယုတ်ကထတသက်ခိုင်မှာလာမယ့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနဲ့အမှန်နှစ်ကနေဝင်ရောက်ရှင်ပြန်ရှာလာတင်သင်ခဲ့ပြီး၎င်းရဲ့မဲဆန္ဒနဲ့မှာဗဟန်ကမာယုအလုံးစံကြောင်းကြီးမနိုင်လိုက်မယံကုံမြောက်ကလာမြို့နယ်တို့ပါဝင်နေတသက်ခိုင်ပါတီမှာတနိုင်ငံလုံးတိုက်တာနဲ့ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်တသက်ခိုင်မှာ2021အနာသိမှုဖြစ်ပွားပြီးနောက်စစ်ကောင်စီမှလူမှုဝင်တဲ့ကေဆေးင်းနဲ့ပြန်လည်နေရာချထားရင်ဝင်ကြီးဖြစ်လာခဲ့ပြီး 2023အောက်တိုဘာလ3ရက်မှာဟော်တယ်နစ်ခီတော်လိုင်းဝင်ကြီးဌာနပြောဆိုဝင်ကြီးဖြစ်ပြောင်းလဲခံခံက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝင်ကြီးရာထူးတာဝန်နဲ့နှာပေးခံခဲ့ရပါတယ်။ဆလဘင်းငပင်းမြွနယ်နဲ့ရေကန်ပြောင်းကွန်ကိုတက်လိုက်စစ်ကိုစစ်ကြောင်းပိတ်ဆို့တိုက်ခိုက်မှုစစ်သားတွေထိဆုံးပြီး26ရှင်ဖမ်းပြီးလက်နက်ကန်နဲ့စစ်သုံးဆောင်များသိမ်းပြီးမကွေးတိုင်းငပင်းမြွနယ်နဲ့ရေကန်ပြောင်းကွန်ကို စစ်ကူစစ်တပ်စစ်ကြောင်းတွေကိုနလားကြပိတ်ဆို့တိုက်ခိုက်ရာစစ်သားများပြတဲ့ဆောင်မီ26ကျောက်ရှင်ဖမ်းမိကလက်နက်ကန်နဲ့စေတုံးဆောင်တွေတင်စီရရှိခဲ့ကြောင်းစီရက်ရှုကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုက်ရိုချင်းကပြောတယ်စတင်ပါလာဇန်ကစပြီးငဖဲမြို့နဲ့နေရီကံပြစကန်ကိုအမှတ်905အမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မှအင်အားစုဖွဲ့တက်လာတဲ့စစ်တပ်စစ်သားကိုကျင်းကာွယ်ရေးတပ်အရှုအပါဝင်တော်လိုင်းပူပေါတပ်ဖွဲ့တွေကကြောက်ပြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင်စစ်သားများပြားသေဆုံးပြီးလက်နက်ကင်များတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်စစ်တပ်ကနေရီကံပြအကုန်မကြုံမကြ ဆုံးရှုံးရေးအတွက်လေကြောင်းပစ်ကိုလက်နက်ကြီးပစ်ကိုလည်းအဆက်မပြတ်ပေးနေတော့လဲတော်လိုင်းမဟာမိတ်တွေကအဆက်မပြတ်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းစတင်ဘာကနေအော်တိုဘာလကော်ဒီနလတာတွင်စီရီယရှိုကတဖုံဝင်နဲ့အသက်ပေးလူခရကခြေလက်အင်ကဆုံးရှုံးသူနှောင်းနဲ့တခြားထိခိုက်ဒဏ်ရာရှိသူခုနှစ်ဦးရှိကြောင်းသိရတယ်ဆိုဝနလာတာတိုက်ပွဲများအတွင်မှာဂျန်ဖက်စစ်တပ်ကစစ်မှုရန်တပ်သားတစ်တေပါဝင်စစ်သား26ဦးရှင်ဖမ်းဆီးရမိခဲ့ကြောင်းထို့ပြင်နိုင်ငံလောင်းတရှောင်းနယ်မြေရှင်းနေလုံဆောင်စဉ်လက်နက်ငယ်၄လက်နဲ့ ခဲ့ရများပြသိမ်းစရာရှိခဲ့ကြောင်းသိရတယ်။အေးဦးဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေကငဖဲမြွနယ်တွင်ရှိစစ်တပ်ရဲ့နေရီကံပြွာစခန်းကုန်းကိုပြည်သက်သိမ်းပိုင်နိုင်အပြင်းထန်ထွန်းစစ်ဆင်နေပြီးကာကင်စကန်များစုသိမ်းပိုင်ရရှိထားဖြစ်ကြောင်းအေးကတရားဝင်သတင်းထုတ်ပြန်နေ။ဆလဗီယာရွာငယ်မြို့နယ်တွင်ရိတ်ခါတဲ့ပြီးပြန်လာတဲ့ဂျပန်စစ်ကော်မရှင်တပ်သားတိုက်ခိုက်ခဲ့ရပြီးနောက်သိဆောင်ရန်ပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်ရင်းနေကျရနေရိတ်ခါတဲ့ပြီးပြန်လာတဲ့ဂျပန်စစ်ကော်မရှင်တပ်သားတွေကိုတိုက်ခိုက်ရနှစ်ယောက်သိဆောင်ပြီးတယောက်တည်းရရသွားတယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ကသတင်းထုတ်ပြန်တယ်။ ပြီးခဲ့အောက်တိုဘာလ30ရက်နေ့လည်းနှစ်နာရီဝင်ကျင်ကန်ကရွှေငံမြို့နယ်ရင်းနေကျာနီအကြက်ဖက်စစ်ကော်မရှင်တပ်သားရင်နဲ့ DSND ရဲ့ရဲဘော်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား2ယောက်သေဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရှိသွားကဒေါ်လင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။လာပြောစစ်တွေမှာတစားနိုင်ပွဲကိုရခိုင်ကစော်တော်ချင်းများဖိတ်ပြီးပွဲလုံးရဲ့ပြင်ဆင်စေကောင်းစီတင်းကျုတ်တာရခိုင်ပြည်စစ်တွေမျိုးပေါ်မှာ ကစားနိုင်ပွဲတော်ကိုထူးစီကားစားခြင်းပါတိုင်းရခိုင်စစ်ကောင်စီကအစီအစဉ်နေကြောင်းမြို့ခန်တွေကပြောတယ်။နိုဝင်ဘာ၄ရက်၅ရက်နေ့တို့မှာစစ်တွေမျိုးရှိလောကနနာစီတီတော်မြန်အတူလာမာရစိန်ပြည်လုံးချမ်းသာဖျားကြီးဝင်ဘကိုရီးယားစိတ်ကန်းရှိရန်ပြေမှန်ပြေဖျားရင်မြင့်တို့မှာကျင်းပပြင်ဆင်တာကြောင့်သိရတယ်။ အနာဒိန်းစကောင်စီကအာရခတတော်ကြီးထိန်ချွာနေရဖြစ်တဲ့ပုံနာကျွန်းပောက်တော်ရသေးတောင်းကြောက်ပြုံမြို့နယ်တွေကိုရခွေရပိုင်းတွင်နေစဉ်ရဆက်ပုံကျဲမှုတွေရှိနေတယ်။အော်တိုဘလ30နဲ့31ရက်တို့မှာလည်းထို၃မြို့နယ်ကိုပုံကျဲမှုကြောင့်ရက်သားဆန်းအုပ်ထမင်းတေဆုံးပြီး33ထမင်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းလူမှုကိစ္စရေးလုပ်ကိုင်နေသူတွေကပြောပါရယ်။ဆက်လက်ပြီးကြောက်ပြုံတိုက်ပွဲမှာမြန်မာစစ်တပ်ကကြီးရည်လေး3မီအေကိုပြင်းထန်ထိုးစစ်ဆင်နေပြီးမှအကြမ်းဆုံးများပြီးရှင်မတော်နိုင်ဖြစ်နေ ကျောက်ဖြူမြို့နယ်ကအရက်ခန့်တတော်ထိန်းချုပ်ထိုင်းနေရတွေကိုကြီးရည်လေးပေါင်းပြီးတော့ဂျမ်ဖန်စစ်တပ်ကအပြင်းထန်ထွက်စစ်ဆင်နေပေမဲ့လည်းအကြအဆုံများပြီးရှင်မတို့နိုင်ဖြစ်နေတဲ့အတွက်ဒုံးစစ်ကိုဆက်လက်ကောင်းထမ်းမဖွန်နိုင်မဖြစ်နေရလို့ဒေသတွင်းစည်းတင်းမြစ်တခုကပြောတယ်စစ်တပ်ကကျောက်ဖြူမှာအေးထိန်းချုပ်ထိုင်းနေရတွေကိုပြန်လည်ရရှိနိုင်မို့ကြီးရည်လေးပူပေါင်းပြီး စကုံဒိုးစစ်စင်တိုက်ခိုင်းနေတာနောက်ဆုံးပေါ်ဇလနဲ့ပစ္စည်းနဲ့ရေချောင်းကလေချောင်းကပူပေါင်းတိုက်တယ်မြေပြင်ကဆိုရင်လည်း drone တွေလွှတ်ပြီးတိုက်တယ်လို့တုံးကြီးနေပါချတယ်ဒါပေမဲ့အေးကလည်းအပြောင်မြောက်ဆုံးနဲ့အကောင်းဆုံးခုခံတိုက်တာလက်တွေ့တကယ်မြေပြင်မှာစစ်တပ်ကအကြဆုံးရဲများတော့စစ်တပ်ကထင်သလောက်တိုးမပေါင်းနိုင်ဖြစ်တဲ့လက်ရှိအချိန်မှာဒိုးစစ်ကိုဆက်လက်မဖော်ဆောင်နိုင်ပဲလေချောင်းကနေ drone ချက်တို့နဲ့လမ်းပစ်ခတ်မှုတွေကိုသာလုပ်နေပါတယ်နောက်ဆက်အောင်ပြကြရတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်